မင်္ဂလာပါခင်ဗျာဆရာကြီးမြတ်တန်းတင်ဘာသာပြန်တဲ့လေလွင့်သူဝိထုအခန်း16ကိုတင်ဆက်ပေးလိုက်ပါတယ်နယူးယောက်မှာနေတဲ့လူမဟုတ်ရင်တော့အဲ့ဒီဝိကားပျော်ဝဲစားယုံဟာတော်တော်စိတ်ပြတ်ဖို့ကောင်းတဲ့ပျော်ဝဲစားယုံဗျပျော်ဝဲစားယုံကစီတန်ဟိုတယ်အောက်ထပ်မှာရှိတယ်အရင်တုန်းကမကြာခဏရောက်ဘူးတာပဲခုမရောက်တာတော်တော်ကြာသွားပါပြီတဖြည်းဖြည်းရှောင်လိုက်တယ်ဆိုပါတော့ဗျာ အဲ့ဒီပျော်ဝဲစားယုံကတော်တော်ဂိန်းကြီးကန်းကြီးနိုင်တဲ့ပျော်ဝဲစားယုံဗျအတုအယောင်ဟန်ဆောင်ပန်ဆောင်တွေကလည်းတိတ်များတာပဲသူတို့ပျော်ဝဲစားယုံမှာ ပြင်သစ်မလေးနှစ်ယောက်လည်းရှိတယ်ကတီနာနဲ့ဂျင်းနင်းတဲ့ညတိုင်းသူတို့က၃ကြိမ်လောက်ထွက်ထွက်တချင်းဆိုပြတယ်စန်နီယာတီးပြတယ်စန်နီယာလက်တန်ကညံ့လားမမင်းနဲ့တချင်းတွေကလည်းညဉ့်ညမ်းတဲ့တချင်းတွေဗျဆိုတော့လေပြင်သစ်လို့ဆိုတာ တချင်းဆိုတဲ့ဂျင်းင်းကတချင်းမဆိုခင်မှာအတန်လွင့်ကွက်နာကပ်ပြီးခတ်တူးတူးလေးပနာမစကားပြောသေးတယ်။ခုချိန်ကစပြီးပြင်သစ်တချင်းကိုဆိုပြပါမယ်ရှင်။တချင်းကပြင်သစ်မလေးတယောက်နယူးယောက်လိုမျိုးကြီးတစ်မျိုးကိုရောက်လာပြီးဘရုတ်လင်ကမျိုးသားလေးတယောက်နဲ့ချစ်ကြိုက်မိတဲ့အကြောင်းပါ။တော်တော်ရှင်တို့နှစ်သက်လိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်လို့ပြောတယ်။ အဲ့လိုပြောပြီးတချင်းကိုပြင်သစ်လိုတဝက်အင်္ဂလိပ်လိုတဝက်နှာသံလေးနဲ့ဆိုတယ်ဒီတွင်ကြွလာတဲ့အကိုကာလာသားတွေကသဘောတွေကြလို့ပေါ့လေလာတဲ့ငနေတွေကလည်းဘာမသိညာမသိနဲ့လက်ခုပ်ဩဘာတွေပေးကြတာပေါ့ဗျာသူတို့လက်ခုပ်ဩဘာသံတွေကိုခမားနားထောင်ရရင်လောကကြီးမှာရှိသမျှလွေကိုယ်တော်မုံလာလိမ့်မယ်အရက်ကောင်တာကငနေကလည်းတော်တော်စိတ်ညစ်ဖို့ကောင်းတယ်ဗျငနေကြီးကအရန်ဟန်များတဲ့ငနေကြီး ီးတော့တော်တော်လေးဘဝင်မြင့်နေခမည်းကအကောင်ကြီးကြီးမဟုတ်ရင်ခမည်းကိုအဖက်လှုပ်ပြီးစကားပြောမယ်ထင်သလားဝေးသည်အဲခမည်းကအကောင်ကြီးကြီးဖြစ်ရင်ဖြစ်ဒါမှမဟုတ်နာမည်ကြီးဖြစ်ရင် ခရဝေရလှုပ်လိုက် ပုံများ မပြောပါနဲ့တော့အညင်စရာတိတ်ကောင်းတယ်အဲ့လိုဆိုရင်ငနေကြီးဟာခမည်းအနာမှာသွားကြီးဖြဲဖြဲနဲ့ကတ်လာပြီးကော်နက်တီကတ်မှာဘယ်နဲ့နေသလဲ ဖလော်ရီဒါမှာနေလို့ထိုင်လို့အဆင်ပြေရဲ့လားဘာလားလာပြီးရှိတော့တာပဲတော်တော်စိတ်ပြတ်ဖို့ကောင်းတဲ့ပျော်ဝဲစားယုံပြတကယ်ပြောတာကျွန်တော်အဲ့ဒီမသွားတာကြာပြီကျွန်တော်ရောက်သွားတော့တော်တော်စောနေသေးတယ်ကျွန်တော်လည်းအရက်ကောင်တာမှာသွားထိုင်ပြီးလူးစ်မလာခင်စကော့ဝီစကီတစ်ခွက်နဲ့ဆော်ဒါကိုမှားလိုက်တယ်အရက်မှာတော့ကျွန်တော်ဟာခြာတိတ်မဟုတ်ဘူးဆိုတာကိုသိအောင်အရက်ကြီးမမဖြစ်အောင်ရက်နေရသေးတယ် ကျွန်တော်လည်းအရက်တော့ရင်ငနေတွေကိုကြည်နေတယ်ငနေတချို့ကတော့သူ့အနာရောက်နေတဲ့ဟိုတယ်မယ်လေးကိုကပ်ပြီးဘာတွေနူးနက်နေမှမသိဘူးကောင်မလေးလက်ကိုကင်ပြီးလက်ကတကယ်မင်းကတော်ဆိုးကတော်လက်မျိုးပဲနော်ဘာညာဆိုပြီးရှူးနေတယ်တစ်ဖက်အစွန်မှာတော့အချောက်လိုကောင်တွေဗျသပင်ကလည်းဒီလောက်မရှိလပါဘူးဒါပေမဲ့ကြည်လိုက်ရုံနဲ့အချောက်မှန်းတိတာပါတယ်နောက်ဆုံးတော့လူးရောက်လာတယ်ဗျ လူဆိုတဲ့ကောင်ကတမျိုးဗျာကျောင်းတုံးကတော့သူကကျွန်တော်တို့ရဲ့ဆရာကြီးပေါ့ဗျာဒါပေမဲ့သူပြောတာကပုံမှန်ကိစ္စတွေကိုပဲအများအားဖြင့်ပြောတာပဲညညဆိုရင်သူ့အခန်းမှာလာစုနေတဲ့ကျောင်းသားတွေကိုအဲ့ဒီပုံမှန်ကိစ္စကိုပို့ချတော့တာပဲငနေကပုံမှန်ကိစ္စကိုတော်တော်သိတယ်ဗျအထူးသဖြင့်အချောက်တွေအကြောင်းတို့ဘာလို့ကိုတော်တော်သိတယ်ပြီးတော့လိန်ကိစ္စမှာဖောက်လွဲဖောက်ပြန်ထူးထူးဆန်းဆန်းကိစ္စတွေကိုလည်းပြောပြတတ်တယ် တချို့ငနဲတွေဟာတိုးတွေနဲ့ကိုယ်ရောက်ကာရလုတ်တဲ့အကြောင်းတချို့ငနဲတွေကြတော့ကောင်မလေးတွေရဲ့အတွင်းကံပေါင်းမိကိုအုတ်ထုတ်မှာအတွင်းနှစ်ဘက်လုတ်တဲ့အကြောင်းအချောက်တွေအကြောင်းအိုးစုံလို့ပဲလူဆိုတဲ့ကောင်ဟာအမေရိကန်ပြည်ထောင်စုတစ်ခုလုံးမှာရှိတဲ့အချောက်တွေအားလုံးကိုများတိနေသလားမပြောတတ်ဘူးလူတယောက်အကြောင်းကိုခမားကမပြောလိုက်နဲ့ပြောလိုက်တာနဲ့အဲ့ဒီငနဲဟာအချောက်ဟုတ်သလားမဟုတ်ဘူးလားဆိုတာကိုတန်းပြောတော့တာပဲ တခါတလေမှဟုတ်မှဟုတ်ရဲ့လားလို့တောင်ကျွန်တော်ထင်မိတယ်။ဘယ်ရုပ်ရှင်မင်းသားကအချောက်ဖြစ်ကြောင်းဘယ်သူကဖြင့်အချောက်ဖြစ်ကြောင်းအိုးလျှောက်ပြောတော့တာပဲ။တချို့သူပြောတဲ့အချောက်ဆိုတဲ့လူတွေကလည်းမိန်းမနဲ့လူတွေပါဗျာ။ဘာကြီးဘလို့ဆိုတဲ့လူကအချောက်လား။လူကြီးကြီးရတာတော့တန်တန်မာမာတောင်းတောင်းနေနေညီ။ရုပ်ရှင်တွေရဲမှဆိုရင်လည်းအမြဲတမ်းကောင်းပွားရင်တို့လူဆိုးတို့မှပါတာ။ ။ "तू ကအချောက်ဖြစ်နိုင်မလားလို့မေးရင်။ "तू ကတိတ်သေးကြတာပေါ့လို့ပြောတတ်တယ်။လူစားတိတ်သေးကြတာပေါ့ဆိုတဲ့စကားကို အမြဲပြောတတ်တယ်။ "तू ကတော့မိမရှိတာမရှိတာအကြောင်းမဟုတ်ဘူးတဲ့။ကဘာပေါ်မှာရှိတဲ့အိမ်တော်ရှင်ယောက်ျားတွေအနဲ့တဝက်ဟာအချောက်တွေတဲ့။သူတို့ကိုယ်တိုင်ကတော့သိကျင်မှသိကြမယ်တဲ့လူတယောက်ဟာအချောက်စိတ်လေးနည်းနည်းရှိရင်အချိန်မရွေးအချောက်ဖြစ်သွားနိုင်တယ်တဲ့ တောက်ကျိုးနဲ့သူပြောပုံအတိုင်းဆိုရင်ကြောက်ရွံ့ကြီးပါလားဗျာကိုကိုကိုတော်ဘယ်နေ့မှအချောက်ဖြစ်သွားမလဲလို့လန့်နေရပါကလားခတ္တာကသူကသာပြောတယ်သူကိုယ်တိုင်ကလည်းအချောက်လို့လို့ဘာလို့လို့လို့ကျွန်တော်စိတ်ထဲမှာထင်းနေတယ်အထက်တန်းကျောင်းမှာတုန်းကဒီလိုပဲတကယ်အချောက်တွေနဲ့ကျွန်တော်တွေ့ဘူးတယ်သူ့လိုပဲခမဒါကြောင့်လူ့စာအချောက်လားဘာလားလို့ကျွန်တော်စိတ်ထဲမှာအမြဲတမ်းတရားဖြစ်နေတယ် ဒါပေမဲ့ဒီကောင်ကစာနဲ့ပင်နဲ့တော့နီးစပ်ပါတယ်လူစာလူတယောက်ကိုတွေ့ရင်ဟယ်လိုတို့ဘာလို့နဲ့ဘယ်တော့မှနှုတ်ဆက်လို့မရှိဘူးတွေ့တွေ့ချင်းသူ့မှာအချိန်မရဘူးခဏပဲနေနိုင်မယ်လို့ပြောလို့ရှိတယ်သူ့မှာဒိတ်လောက်ထားတာရှိတယ်တဲ့ပြီးတော့ dry martini တစ်ခွက်ကိုမှားလိုက်တယ်ဘာမှမရောနဲ့တဲ့ dry မဲ့ပေးလို့ဘားကောင်တာအရက်စပွဲတို့ကိုလှမ်းပြောလိုက်တယ် ဟဲ့ကောင်မင်းတို့အချောက်တယောက်တွေ့ထားတယ်။ဟောဟိုအခန်းကဇပွဲအစွန်မှာထိုင်နေတယ်။ခုလှဲ့မကြည့်နဲ့အောင်မင်းအတွက်ပြောထားပြီးသား။တော်တော်နောက်တဲ့ကောင်မင်းဟာအရင်တုန်းကလိုပါပဲလား။နေပါဦး။မင်းဘယ်เจ้าမှာဆက်နေမလို့စိတ်ကူးတယ်လေ။ကျွန်တော်ဟာဒီကောင်အတွက်ပြင်းရည်ညင်းငွေစရာ ကောင်းကျင်ကောင်းနေမှာပါတကယ်ပါဒါပေမဲ့ကျွန်တော်ကတော့ဒီကောင်နဲ့နေရတာကိုပြောတယ်လीအ ဒီကောင်မျိုးနဲ့စကားပြောရတာတော်တော်ပြောစရာကောင်းတယ်။နေစားမအောင်မင်းဖူမကိစ္စကကောဘယ်လိုလဲကွလို့ကျွန်တော်ကမေးလိုက်တယ်။ဒီကောင်ကသူ့ကိုဒါမျိုးမေးရင်မကြိုက်ဘူးလေ။နေစားမကွာအေးအေးဆေးဆေးထိုင်တောက်ဆန်းပါ။အေးဆေးပါတယ်ကိုလံဘီယာတက်သူကဘယ်နဲ့နေတယ်လဲသဘောကျရဲ့လား။ကြပါတယ်မကြိုက်ရင်ဒီเจ้าကိုဘာဖြစ်လို့သွားတက်နေမှာလဲကွ။မင်းဘာအဓိကယူတယ်လဲ။ အချောက်ဘာသာရက်လားဟဲ့ကောင်စကားပြောမှဖြင့်ကောင်းကောင်းပြောစမ်းနောက်တာဘာတငယ်ချင်းဟာဒီမှာတငယ်ချင်းမင်းကစာတို့ပေတို့လဲဝါသနာပါတယ်မင်းကြံ့ကြံ့လိုချင်တယ်ကွာငါမှပြဿနာဒီမှာကော်ဖီဒီမှာအရက်ထိုင်တော့ပြီးအေးအေးဆေးဆေးစကားပြောခြင်းရင် ကောင်းမြေမောင်ရကောင်းပါပြီနေပါမယ် ီကောင်ကအခုလောလောဆယ်မှာကျွန်တော်နဲ့လေးလေးနက်နက်စကားတွေကိုပြောချင်ပုံမရဘူး။နည်းနည်းပါးပါးစာတို့ပေတို့နဲ့နီးစပ်တဲ့ကောင်တွေဟာဒီလိုပဲထင်ပါရဲ့။သူတို့ကသူတို့စိတ်မပါရင်လေးလေးနက်နက်အကြောင်းတွေကိုတိတ်မဆွေးနွေးကြင်ကြဘူး။ဒီတော့ကျွန်တော်လဲသူနဲ့တွေ့အရာစကားတွေကိုကောက်ပြောနေရတော့တာပေါ့။တကယ်ပြောတာပါကွမင်းဖို့မကိစ္စဘယ်လိုနေသလဲ။အရင်ကကောင်မလေးနဲ့တွဲနေတုန်းပဲလား။ ဟူတန်နှုံးကကောင်းမလေးလေဟိုဟဲ့မတွဲတော့ပါဘူးဟာဘယ်လိုဖြစ်သွားကြတာလဲသူကတော့ဘယ်သူနဲ့တွဲနေသလဲဒါတော့ငါပဲသိမလဲကွာဒီလောက်ဆိုရင်ကြက်ဖြစ်ချင်းလဲဖြစ်နေမှာပေါ့ကိုချစ်ခဲ့တဲ့ကောင်းမလေးတယောက်အကြောင်းကိုဒီလိုတော့ပြောတင်ပါဘူးဟုတ်ရင်တော့ကိစ္စမရှိဘူးမဟုတ်ရင်အော်ကော်ဖီဆိုတဲ့ကောင်တော်တော်ခက်ပါလား မင်းမှဒီအကြောင်းပဲပြောเสียရှိတော့သလားမဟုတ်ပါဘူးဒါပေမဲ့ဒီလိုပြောတာတော့ဘယ်ကောင်းမလဲကွာကောင်မလေးကမင်းကိုလည်းချစ်တယ်သူကလည်းကောင်းကောင်းမွန်မွန်နဲ့ကဆိုရင်ဒီလိုပြောလို့ဘယ်ကောင်းမလဲပါလေငါ့ကိုလည်းမင်းလိုကြောင်တောင်တောင်ဖြစ်စေခြင်းလို့လားကျွန်တော်ဘာမှမပြောတော့ပါဘူးကျွန်တော်ဆက်ပြောနေရင်ဒီကောင်ထပြန်သွားမှာကိုကျွန်တော်စိုးရိမ်တယ်လေဒါနဲ့ကျွန်တော်လည်း နောက်တစ်ခွက်ထပ်မှလိုက်တယ်ဒီနေ့ညတော့နည်းနည်းမူးအောင်တောက်ပစ်လိုက်ခြင်းနဲ့ဒါဖြင့်မင်းခုဘယ်သူနဲ့တွဲနေသလဲငါ့ကိုမပြောနိုင်ဘူးလားမင်းတိတဲ့ထဲကမဟုတ်ပါဘူးကွာဘယ်သူလဲတီးကျင်တိမှာပေါ့ခုသူက village ရက်ွက်ကကွာဘဘူးဆီယာမမင်းတိသလားတကယ်ပြောတာလားနောက်တာလား နောက်တာမဟုတ်ဘူးနော်အသက်ဘယ်လောက်ရှိပြီလဲဟင်းငါတခါမှမမေးဘူးခမန်းကြီးပေါ့ကွာ30နီးပါးလောက်တော့ရှိရောပေါ့ဘာ30နီးပါးရှိနေပြီဟုတ်လားဓာကြီးများကြိုက်နေရသေးလားကွာကြီးလာပါပြီကျွန်တော်သူ့ကိုဓာရွေမင်းနေရတာကတခြားအကြောင်းမဟုတ်ဘူးဗျ ဒီကောင်ကမိမချမ်းကြည်တယ်ဒီအရွယ်မှာဒီလောက်မိမချမ်းကြည်တဲ့ကောင်ခက်ရှားရှားမဟုတ်လားတခြားမကြည့်နဲ့လေဆလင်းနှစ်သားလောက်ကလေးကဒီကောင်ကလူပြုံမဟုတ်တော့ဘူးငါကရင့်ကျက်တဲ့မိမမျိုးကိုမှသဘောကျတာကွတကယ်ပြောတာဟုတ်လားဘာဖြစ်လို့လဲသူတို့ကဖူမဆက်ဆံရေးမှာတာလို့လားဒီမှာကော်ဖီဒီနေ့ညမင်းမေးခွန်းတွေကိုငါမဖြေတော့ဘူးကွာ မင်းဟာဘယ်လိုကောင်းမှန်းမသိဘူးဒီမှာကိုလူမင်းအဲ့ဒီအမျိုးသမီးနဲ့တွေ့တာဘလောက်ကြာပြီလဲအဲ့ဒီဘပုဆီယာမနဲ့လေဘယ်တော့ကစသတိတာလဲဟူတန်ကျောင်းမှာနေကလေးကသိတာလားကျွန်တော်ကလည်းတကယ်စိတ်ဝင်စားနေတော့မေးမိတယ်ဘယ်ကဟုတ်ရမှာလဲကွာသူတို့အတိုင်းပြည်ရောက်လာတာတောင်သိမကြသေးဘူးလာပိုင်းတော့ပဲရှိသေးတယ်ဟုတ်လားဒါဖြင့်သူကဘယ်သူလဲ ရှန်ဟဲကဘာဒီလိုဆိုရင်တရုတ်ဗောဒါဗောဟဲ့ကောင်တကယ်ပြောနေတာမင်းတရုတ်မကိုကြိုက်သလားကြိုက်လို့ဗောကဘာဖြစ်လို့ကြိုက်တာလဲငါတကယ်သိချင်လို့မေးတာပါကွာအရှိတိုင်းဒသနာကိုအနောက်တိုင်းဒသနာထက်ပိုပြီးကြိုက်လို့ဗောကဒါမင်းမေးလို့ငါဖြေတာနော်ဘာလဲကွာဒသနာဆိုတာဖုံမကိစ္စကိုပြောတာလား တရုတ်ပြည်မှာပို့ပြီးကောင်းလို့လားဘာအဓိပ္ပာယ်နဲ့ပြောတာလဲတရုတ်ပြည်ရဲ့လို့ပြောတာမဟုတ်ပါဘူးအရှိတိုင်းကိုပြောတာပါတော်ပြီကွာဒီအကြောင်းတွေမပြောပါနဲ့တော့မဟုတ်ပါဘူးကွာငါတကယ်အလင်းနဲ့ပြောနေတာပါအရှိတိုင်းကဘာကြောင့်ကောင်းတာလဲမင်းတော်တော်ဆက်စုတဲ့ကောင်ကွာအရှိတိုင်းကဖူမကိစ္စဟာခန္ဓာကိုယ်တက်တက်ကိစ္စမဟုတ်ဘူးစိတ်ပိုင်းဆိုင်ရာကိစ္စတခုလို့လေယူဆလို့ပေါ့ငါကတော့ အေးမင်းပြောတာမှန်တယ်ငါလည်းအဲ့ဒါကိုဘာခေါ်မလဲခန္ဓာကိုယ်ပိုင်းဆိုင်ရာကိစ္စတစ်ခုတည်းမကပဲစိတ်ပိုင်းဆိုင်ရာကိစ္စတစ်ခုလို့ယူဆတယ်ဒါပေမဲ့ခက်တာကအဲ့ဒါကကိုယ်နဲ့ဆက်ဆံတဲ့အမျိုးသမီးဟာဘယ်လိုမျိုးသမီးလဲဆိုတဲ့အပေါ်မှာတည်နေတယ်ကွတကယ်လို့ကိုယ်နဲ့ဆက်ဆံတဲ့အမျိုးသမီးကဟေ့ကောင်တူတူပြောကွတော်ပြီကွာအော်ဂျယ်ဟိဂျယ်မပြောခြင်းဘူး ေးပါကွာတို့တို့ပြောပါမယ်ဟုတ်တယ်ကျွန်တော်ကလည်းစိတ်ဝင်စားသွားတော့အတန်ကြဲကြဲလေးပြောလိုက်မိတယ်ကျွန်တော်စိတ်ပါလာပြီဆိုရင်ဒီလိုပဲကြဲကြဲပြောတတ်တယ်ဟုတ်ပါတယ်မင်းပြောသလိုဖိုမကိစ္စဟာခန္ဓာကိုယ်နဲ့ဆိုင်တဲ့ကိစ္စတွေမကဘူးစိတ်ပိုင်းနဲ့ဆိုင်တဲ့ကိစ္စဆိုတာငါသဘောပေါက်ပါတယ်ဒါပေမဲ့အဲ့ဒါကကိုနဲ့ဆက်ဆံတဲ့အမျိုးသမီးကဘယ်လိုအမျိုးသမီးလဲဆိုတဲ့အပေါ်မှာလဲတီးနေတယ်ကွာ မြို့မီတိုင်းမှာဒီလိုခံယူချက်မျိုးမရှိဘူးမင်းနဲ့ကြိုက်တဲ့ကောင်မလေးတိုင်းကိုဒီခံယူချက်မျိုးရှိအောင်မင်းလုံနိုင်ပါမလားဟဲ့ကောင်တော်ပြီကွာဒီအကြောင်းကိုမပြောနဲ့တော့အေးပါကွာတော်ပါမယ်ဒါပေမဲ့တခုတော့မေးစမ်းမရစေအောင်မင်းနဲ့ကြိုက်တဲ့အဲ့ဒီတယုံမကကောဒီလိုခံယူချက်မျိုးရှိလို့လားဟဲ့ကောင်တော်တော့လို့ဆိုနေ ျွန်တော်မေးတာကနည်းနည်းတော့ဆက်စုရကြနေတယ်ဒါကိုကျွန်တော်လည်းသိပါတယ်ဒါပေမဲ့လူဆိုတဲ့ကောင်အကျင့်ကဒီအတိုင်းပဲဗျဟူတန်ကျောင်းမှာတုန်းကဆိုရင်ဒီကောင်ကသူများကိစ္စတွေကိုသာ လိုက်ဆက်စုရတာသူ့အကြောင်းဆက်စုလာပြီဆိုရင်တိတ်မကြိုက်ချင်ဘူးစာလေးပေလေးဖတ်တဲ့ကောင်တွေဟာဒီလိုကြီးပဲသူတို့ကကြီးပြောနေရမှာသူတို့ပြောကျင်တာမပြောရပဲသူများတွေသိကျင်တာမေးလာရင်တိတ်မကြိုက်ချင်တော့ဘူးသူတို့ စကားမပြောကျင်တော့ဘူးဆိုရင် သူများကိုလည်းစကားမပြောစီကျင်တော့ဘူးသူတို့ခန်းကိုပြန်ညီပြီဆိုရင် သူများတွေကိုလည်းပြန်မှကြိုက်တယ်ဟူတာမာတော့ကဆိုရင်ဒီအတိုင်းပဲသူက ဖိုမကိစ္စတွေပြောပြောလဲပြီးရော ပြန်ညဆိုပြီးကျွန်တော်တို့ကိုနှင်ထုတ်တော့တာပဲမေးတာတိတ်မကြိုက်ဘူးဒီတော့ကျွန်တော်တို့မှာအခန်းပြန်လာပြီးကျွန်တော်တို့ချင်းချင်းပဲရှောက်ပြောနေကြရတော့တာပေါ့တယောက်ယောက်အခန်းမှာစုပြီး ကျွန်တော်နဲ့ကျွန်တော်အဖော်ရေးကြီးပဲပြောရတော့တာပေါ့လူဆိုတဲ့ကောင်ကဒီလိုကြီးပဲသူကဆရာကြီးလှုပ်ပြီးပြောရောပြောလဲပြီးလို့သူလဲဆရာကြီးလှုပ်เสียမှရှိတော့ရင်တခြားလူတွေကိုကိုယ်ခန်းကိုပြန်ညာဆိုပြီးနှင်ထုတ်တော့တာပဲတခြားတယောက်ယောက်ကသူပြောတာထက်ပိုပြီးတာအောင်ပြောနိုင်သွားမှာကိုစိုးရင်လေလीတော်တော်ဟားရတဲ့ကောင်ဗျာငါလဲတယုတ်ပြီကိုသွားအောင်မထင်ပါရဲ့ကွာ ဒီမှာဖိုမကိစ္စကပြင်းစရာကြီးနော်ပြင်းစရာကောင်းမှာပေါ့ကမင်းကမရင်မမရင်ကျက်သေးပဲကိုအေးဟုတ်မှာပဲငါဟာမရင်ကျက်သေးဘူးလို့လဲငါကငါထင်တယ်ငါကဖိုမကိစ္စကိုတိတ်စိတ်ဝင်စားဘူးဖြစ်နေတယ်ဆိုလိုတာကကောင်မလေးတယောက်ကိုကြိုက်တယ်ဆိုရင် နှစ်နှစ်ကာကာမဖြစ်ဘူးအပေါ်ယံလောက်ပဲဖြစ်နေတယ်ငါဖိုမဆက်ဆံရေးကိစ္စကတော်တော် စိတ်ပျက်စရာကောင်းတယ် ဟုတ်မှာပေါ့အရင်တစ်ခေါက်မင်းနဲ့တွေ့တုန်းကတည်းကငါပြောတာပဲ။ဘာလဲစိတ်ကူဆရာဝန်စီတွားပြဖို့ပြောတာလား။ဟုတ်တယ်အဲ့ဒီတုန်းကဒီကောင်ကကျွန်တော်ကိုစိတ်ကူဆရာဝန်စီတွားပြဖို့ပြောမှုတယ်။သူ့အဖေကစိတ်ကူဆရာဝန်လေ။အေးလေငါပြောတာပဲပြဖို့မပြဖို့ကတော့မင်းသဘောပေါ့။တကယ်တော့မင်းဘာသာမင်းဘာပဲဖြစ်နေနေငါကအနေသားကြီးပါ။ ကျွန်တော်ဘာမှပြန်မပြောမိပဲ အတန်းကြာအောင်တွေးနေတယ်မင်းဖေစီကိုသွားပြရင်ဘယ်နဲ့နေမလဲမင်းဖေကဘာလုပ်ပေးမယ်ထင်တယ်လဲဟာဘာလုပ်ပေးရမှာလဲကွမင်းကသူ့ကိုအကျိုးအကြောင်းပြောပြမယ်သူကမင်းဘာလုပ်ရမယ်ဆိုတာကို ပြောပြမှာပေါ့အ ਨੇ ဆုံးမင်းရဲ့စိတ်တရံကို မင်းဘာသာသိအောင်လုပ်ဖို့တော့ပြောပြမှာပေါ့ဘာကွဘာဖြစ်တယ် မင်းရဲ့စိတ်တရံကမင်းစိတ်ဟာတော်တော်ခက်ပါလားကွာငါကမင်းကိုစိတ်တရုတ်ခွဲတင်တန်းပို့ချရမလို့ဖြစ်နေပြီမင်းလှုပ်ကျင်နေဆိုရင်သူ့စီကိုတယ်လီဖုန်းဆက်ပြီးတွေ့ချိန်တောင်းပေါ့စိတ်ဝင်စားဘူးဆိုရင်မတွေ့နဲ့ပေါ့ငါနဲ့ဘာဆိုင်တာမှတ်လို့ကျွန်တော်ကသူ့ပခုံးပေါ်လက်တင်လိုက်တယ်ကိုလူကတကယ်ဟားရတယ်မင်းကငါတငယ်ချင်းအစ်စ်ပါကွာမင်းသိပါတယ် သူကထိုင်ရာကထစပွဲလူကိုခေါ်ပြီးသူ့အတွက်ဘီရှင်းဖို့ပြောလိုက်တယ်။ဟဲ့ကောင်မင်းဖေကမင်းကိုကိုစိတ်တယုတ်ခွဲပြဘူးလား။ငါ့ကိုဘာဖြစ်လို့မေးတာလဲ။ဘာမှမဖြစ်ပါဘူးလှုပ်ပြဘူးသလားလို့မေးကြည့်တာပါ။ဟင်းဟင်းမလှုပ်ဘူးပါဘူး။ဒါပေမဲ့ငါ့ကိုငါပတ်ဝန်းကျင်နဲ့နေတတ်ထိုင်တတ်သွားအောင်တော့နည်းနည်းပါးပါးပြောပြတာတော့ရှိတာပေါ့။ ဒါပေမဲ့လူနာကိုကြည့်တယ်လို့တေးသေးချာချာတော့မကြည့်ဘူးပါဘူး။ဘာဖြစ်လို့မေးတာလဲ။ဘာမှမဖြစ်ပါဘူးသိကျင်လို့မေးကြည့်တာပါ။ကဲဒါဖြင့်လည်းပြီးရောပေါ့ကွာ။လူစာဘောက်စုကိုစပွဲပေါ်မှာထားပစ်ခဲ့ပြီးအပြင်ထွက်မလို့ဟန်ပြင်လိုက်တယ်။ဟဲ့ကောင်တစ်ခွက်လောက်ထတ်ချအောင်ကွာ။ငါတယောက်ထဲပြင်းလို့ပါတကယ်ပြောတာပါ။ तू ကမတောက်နိုင်တော့ဘူးတဲ့။မိုးချုပ်နေပြီတဲ့။ ဏကြာတော့သူပြန်သွားတယ်တော်တော်ခက်တဲ့ကောင်ပဲသူကဘာမှတော့အသုံးမချပါဘူးဒါပေမဲ့ဒီကောင်ကစကလုံးတော်တော်ကြွယ်တဲ့ကောင်ဟူတန်ချောင်းကိုကျွန်တော်ရောက်သွားတော့ကဆိုရင်ဒီကောင်ဟာစကလုံးအကြွယ်ဆုံးကောင်ပေါ့